ောက်တစ်ထုပ်ကိုကျွန်တော်တို့ဒီအခုလက်ရှိရောင်းပေးနေရတော့တစ်ထုပ်ကို900ရောင်းပေးတာဗျာကိုဟုတ်ဒီလိုကျွန်တော်တို့ချမ်းပိုင်ရှင်အဲ့လိုနေရာရောက်ဖို့တော်တော်ကြိုးစားခဲ့ရပါတယ်ဘယ်နှစ်လောက်အဲဘယ်နှစ်လောက်လဲပြောမယ်ဆိုရင်ကျွန်တော်တို့ချောင်းလေးခုနှစ်လောက်ဒီကျွန်တော်တို့ကြိုးစားရုံးကန်နေတယ်ဟုတ်ကုန်းဒနာမဲတဲ့တစ္ဆာလျာနဲ့ငါလိုလူအားကွယ်တမ်းမင်း 5မျိုးတော့ရမယ်အာ5မျိုးဒါကကျွန်တော်တို့ຫມိုဥတော့ကຫມိုလုံးလေးပေါ့ဒါလေးတွေကကိုလေးညီလေးတို့မျောနေကြပြီအဲသွားဆိုလေးကိုမို့ကြံလိုက်ပြမယ်နော် ါလက်ကြည့်လိုက်ဆောင်းရဆောင်းရလေးတွေလည်းအကုန်သိရတာဘုံလုံးဒီဟာတော့ဗောနော်ကျွန်တော်တို့ဒီနံပါတ်1ကတော့ဟိုဗောပစ္စည်းကုန်ချမ်းပစ္စည်းကုန်ချမ်းရှိမှလည်းကျွန်တော်တို့ site လို့ရမယ်ဗောနော်ဒီဟာအဲပစ္စည်းကုန်ချမ်းကျွန်တော်တို့တနစ်စာဦးကျွန်တော်တို့ဆူထားရတယ်ကောက်ယူဗောနော်ကျွန်တော်တို့ရိုက်ထုံးကောက်ယူ ခေါရိုးစုပြီးတော့ဒီလိုတစ်ခါတစ်ခါစိုက်မယ်ဆိုရင်ဒါဥပမာကျွန်တော်တို့ဒီချန်ဆိုရင်အဲထုတ်6000ဆုံးသွားမယ်အဲတိကျတော့မတွက်နိုင်ဘူးပေါ့နော်ထုတ်ရည်များတော့ခါကြသူတို့ရဲ့နေထားကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမျိုးထည့်ပြီးအကုန်ပြီးစီးပေါ့နော်မျိုးထည့်ပြီးစီးဆင်းပေါ်ရောက်ပြီးဆိုရင်ကျွန်တော်တို့ဒီကောင်ကအနည်းဆုံးတစ်လလောက်ကျွန်တော်တို့ဒီမျိုးပြည့်အောင်ကျွန်တော်တို့မွေးရတယ်ဒီကောင်ကဒီကောင်ဘယ်လိုခေါ်ရဒီကောင်နေကြတော့အဲမှုနာမည်ကတော့ငွေနှင်းမှုပေါ့နော်ငွေနှင်းငွေနှင်းမှုဟုတ်ခရူးစိုက်တာကတော့ပြောရရင်တော့များတယ်ဗျ သူကဘာလို့ဆိုတော့အဲဒီယာစီနဲ့လက်ဆိုင်တဲ့ဒီဒီပစ္စည်းอ่ะပေါ့เนาะဒီငွေနှိမ့်မှုอ่ะယာစီကောင်းရင်လည်းခုနပြောသလိုမျိုးအဲတိတ်ဒီယူဆိုင်เสียတော့မလိုဘူးပေါ့เนาะသူထွက်ဖို့အသေးချတယ်ယာစီမကောင်းတဲ့အချိန်ပေါ့လူယာစီလိုဟာမျိုးပူအိုက်တဲ့ယာစီဆိုရင်သူကအဲကျွန်တော်တို့ရေးပေးတာကစားပေါ့เนาะဒီနေ့ကိုနှစ်ကြိမ်တန်ဒီတော့မဟုတ်သုံးကြိမ်လောက်ထိကျွန်တော်တို့ပေးယူပြီးတော့သူ့ကိုပြောမယ်ဆိုရင်ဖောက်ချောက်ပါလို့ ဲမန္တလေးရလားဆိုဟုတ်တယ်အခုမန္တလေးရပါဗျာဟုတ်မော်မော်မျိုးအိတ်အိတ်ဘယ်လောက်လဲမသိဘူးဗျာအော်မော်မျိုးအိတ်ကဟုတ်ကိုကျွန်တော်တို့ဒီရပိုင်းတွင်းတော့ပစ္စည်းပိတ်ထားသေးတယ်ဗျာဟုတ်ဒီဆောင်မုံဒီမြန်မာလူဒီဆောင်မုံလာပြီကျော်ကျွန်တော်တရက်လေးကိုငွေလက်လက်ခံပြီးတော့အဲနှစ်ရက်လေးလောက်မှကျွန်တော်ပြန်ထည့်ပြီးမှာဗျာဟုတ်အဲ့ဒါတအိတ်ကဘယ်လောက်လဲမော်အဲတအိတ်ကိုကျွန်တော်တို့ဟိုပါပေါ့ဒီပြိုးတော့တထုပ်ကိုကျွန်တော်တို့ဒီအခုလက်ရှိရောင်းပေးနေရတော့တထုပ်ကို900ရောင်းပေးတာဗျာဟုတ် ကောင်းဆိုရင်ကျွန်တော်တို့ဒါဂျူးကြတာဒီကောင်းဆိုရင်ဂျူးဂျူးဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီလိုပုံစံလိုကျွန်တော်တို့ဒီကောင်းမလာတော့ဘူးအဲ့ဒါဂျူးကြတာပေါ့နော်တချို့အဲ့လိုမသိတဲ့လူတွေမိသားရှိတယ်အဲ့ဒီဟာဒီပုံစံဆိုတာဂျူးပြဒါမျိုးဆိုရင်ကျွန်တော်တို့စောင့်ခူးလို့လည်းမရတော့ဘူးဒီပုံစံလည်းမလာတော့ဘူးအဲ့တော့ဒီကောင်းကိုမလုပ်လို့ရတော့ဆိုရင်သူရှိနေတဲ့အတွက်နောက်ထပ်ထွက်လာမယ်ပြောမယ်ဆိုရင်မှုကတ်မှုပွင့်အမထွက်တော့ဘူးသူကပိတ်နေတာပေါ့နော်အဲ့တော့ဒီကောင်းကိုချိုးပလိုက်ဒါမျိုးချိုးပလိုက်အဲ့မှာသူတို့ပြန်ထွက်လာလိမ့်မယ်နောက်အစ်စ်ကောနော် အဲခုနကျွန်တော်ပြောတဲ့ဟိုဘောတလကျွန်တော်တို့တလလောက်မျိုးမွေးပြီးရင်တလနဲ့တပတ်လောက်ဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ခေါင်းစာဖြတ်ဖြင်းနေတိပြူပြေသွားတယ်။ခေါင်းဖြတ်ပြီးရင်ရေလောင်းမှာရေလောင်းမှာဗောနော်ခေါင်းဖြတ်ပြီးရေစလောင်းပြီဆိုရင်အဲကျွန်တော်9ရက်6ရက်ဆိုရင်ငှို့ခုလို့ရရင်နေထားရရောက်အဒီရာသီဆိုရင်ကျွန်တော်ဒါစောင်းရာသီလေးဗောနော်စောင်းရာသီဆိုရင်ကျွန်တော်တို့အေးတယ်အေးတော့ရေဖြန်းတဲ့ချိန်ဆိုရင်ကျွန်တော်တို့အဲမနက်ခင်း10နာရီလောက်ကိုဖြန်းပေးတယ်ရေဖြန်းလေဆိုရင်ဗောနော် ဲ့လိုမျိုးဘာလို့သူကညအေးတဲ့ခါကျတော့ဒီဖြန်းထားတဲ့ရေဓာတ်ကမှုမှာအကြဲပြောပြန်မထွက်တော့လုံးဝကိုမထွက်တော့အေးလို့ပေါ့ယာစီအေးလို့လူယာစီဆိုရင်တော့ကျွန်တော်တို့ပြန်ထွက်တယ်အဲ့ဒီအဲ့လိုမျိုးပေါ့နော်ဟုတ်တော်တော်ကိုယူဆရတယ်ဟုတ်ကဲ့စုံလင်းလောက်ခဲ့လောက်ခဲ့တဲ့ဟာကျွန်တော်ခုဒီ အသက်24နှစ်25နှစ်အထိပေါ့နော်ကျွန်တော်စေတုပ်လုပ်ငန်းထဲမှာပဲရှိတယ်။အဲ့ရကျွန်တော်ဒီဘက်မှာကျွန်တော်ဒီမှုလိုင်းဘက်ကိုကူရင်းနေတယ်။ဒါပေမဲ့လုပ်ငန်းကိုနှစ်ခုလုပ်တယ်ကျွန်တော်ကနှစ်ခုလုပ်တာ။စေတုပ်လည်းလုပ်တယ်ကျွန်တော်ဒီမှုလေးပွင့်ရောင်းလာကျွန်တော်အပွင့်အရင်အပွင့်ရောင်းခဲ့တာပေါ့နော်။မှုပွင့်ရောင်းလဲကျွန်တော်လုပ်တယ်နှစ်ခုလုပ်တယ်ကျွန်တော်ကအစအတွက်မဲ့ဆိုရင်ကျွန်တော်တို့ဒီပေါ့စေတုပ်လုပ်ငန်းကကျွန်တော်တရက်ကိုဥပမာ8000ရတယ်။အဲဒီတော့ပေါ့နော်။8000ရတယ်ဆိုရင်ဒီမှုရဲ့ဝင်ငွေကကျွန်တော်တို့ဒီဈေးရောင်းတဲ့ဝင်ငွေက တရက်ကိုအဲ့တုန်းကကျွန်တော်တို့2000ဝယ်3000လောက်ရတယ်။အဲဒီလိုကျွန်တော်တို့ချမ်းပိုင်ရှင်အဲ့လိုနေရာရောက်ဖို့တော်တော်ကြိုးစားခဲ့ရပါတယ်။ဘယ်နှစ်နှစ်လောက်အဲဘယ်နှစ်နှစ်လောက်လဲပြောမယ်ဆိုရင်ကျွန်တော်တို့6နှစ်9နှစ်လောက်ထိကျွန်တော်တို့ကြိုးစားရုံးခဲ့ပါတယ်။ကုန်းနာမရေတစ္ဆရယာနဲ့ငါလိုလူအားကွဲတံမူမင်းနှလုံးသားဝယုံမလုံးမချုံချုံသာရဲ့ အဲဒါကျွန်တော်ဟိုဒါတစ်တော့တစ်တော့ဘောပေါ့နော်ကျွန်တော်ဟိုဒါအဲမှားကြတာပေါ့နော်ဒီလိုနေနေရက်ကကျွန်တော်တို့တို့ပါဆယ်ထုတ်ပေးနေရပေါ့နော်လိုသေးတယ်ညိလာဒီပဲဦးချက်ထားတယ်ကျွန်တော်ချက်ထားတယ်အဲချက်တော့ရှင်းဘယ်နှမျိုးလုံးဆိုနည်းနည်းများတယ်ချက်ထားတယ်ကျွန်တော်မိုးလည်းပဲတမျိုးတည်းကိုကျွန်တော်ဘယ်လောက်ဒီချက်ထားတယ်ဆိုကျွန်တော်များတယ်ဗျာ၅မျိုးလောက်ချက်ထားတယ်ကျွန်တော်မိုးအုပ်တွေရောရှင်းပဲ ါဒါကိုဒါချက်ထားတဲ့မှုနဲ့ဘယ်လိုမျိုးချက်ထားလဲဆိုတော့ဒါကိုချက်ထားတဲ့ဟင်းပွဲတွေပေါ့နော်အဲဒါကိုကြီးကောင်းလေးပါလေးအုံမဆိုးလို့ကိုတော့ဆိုတော့ဒါကပြောပက်လေးနဲ့အုပ်ထားတာပေါ့နော်အဲတခုကြီးစီဖွင့်ပြပါမယ်ကျွန်တော်တို့ဒါလေးကတော့ဒါမှုတုတ်ကလေးပေါ့နော် ။ဒါတံမြားစည်းလေးတော့ညှစ်အောင်ပေါ့နော်။တံမြားစည်းလေးညှစ်ဆိုင်လုံးဝရှယ်ပဲဗျာဒီဒီဟာလေးက။ဒါကျွန်တော်ပြောတဲ့မှုတုတ်။ဒါလေးကတော့ကျွန်တော်တို့အဒီခုနငွေနည်းမှုပဲကျွန်တော်တို့ကစွန်းရွက်နဲ့ချက်လာတာပေါ့နော်။ကစွန်းရွက်လေးနဲ့မှုချက်။ဒါလေးကတော့ကျွန်တော်တို့မှုကြော်လေးပေါ့။ဒါဒီမှုပဲကျွန်တော်ပြန်ကြော်ထားတာပေါ့နော်။ငါးမျိုးတော့ရရမယ်။အာငါးမျိုးဒါကကျွန်တော်တို့မှုဥ။တော့ကမှုလုံးလေးပေါ့ဒါလေးတွေက။ဒီသိသိလေးလေးလည်းပါတယ်ဗျာဒါအနေနဲ့စိတ်တောက်လေးကင်းအောင်လို့လေဒီမိုလုံးလေးရဟုတ် ါတော့မှုန်နဲ့ကြဲဦးနဲ့ဖြုံညွန့်နဲ့ချက်ထားတာရှယ်ပဲလုံးဝစားလို့ရတယ်စားလို့ရပါကြီးရအဲဝပြင်ကိုတို့မှုန်လုံးဆိုင်တာရှိတယ်တော့ကြည့်အောင် တော့နောက်တစ်မျိုးပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်လိုက်ပြပေးမှာပေါ့မှုနောက်တစ်မျိုးဒါမှုနောက်တစ်မျိုးဟိုဘက်ကကြတော့ဗာအဲဟိုဘက်ကကျွန်တော်ဟိုဘက်ကကြဝင်းနှင်းမှုဒါကကျွန်တော်တို့ကောက်ရုံးမှုပေါ့နော်မမမှုလည်းမလို့ပေါ့ဟာရှိတယ်ရှိတယ်ပြမယ်ဟိုပြမယ်လားပုံးနေအောင်အာမှုတွေကဒီလိုဆက်ရတာကိုကြီးအလှက်ပြမယ်ကိုတစ်ဖက်လာပြီကိုလက်ပြမယ်နော်ကိုတစ်ဖက်လာပြီကိုရှယ်ပဲကြည့်လိုက် ဒါနောက်တစ်မျိုးဆိုတာဥဒါတော့မဒါနောက်တစ်မျိုးနော်အာဟုတ်ကဲ့ဒီကောင်ကလည်းလုံးဒါနောက်တစ်မျိုးနောက်တစ်မျိုးသူကမှုဥမိုးဒီကောင်သူစိုက်တာကလည်းကျွန်တော်တို့ဒီ jet တို့နှောက်ချီတို့ဘောနော်သူအဓိကမာတယ်ကုန်ညံပစ္စည်းက jet ရဲ့နှောက်ချီရဲ့အဲသူကတော့သူရက်ကတ်နဲ့ချင်းနဲ့သူမှအခုလိုလှက်ရတယ်ဟုတ်လားအဲ့လိုမျိုးဘယ်လောက်စောင့် အဲသူကကျွန်တော်တို့ဒီ73ရက်14ရက်ဆိုမှုခုလို့ရတယ်ဟုတ် diamond ကောင်လက်တော့ဝင်မယ်နော်အဲသူကတော့လက်နေနေဝင်တယ်ဟုတ်တယ်သူကလက်ဝင်တယ်ပေါ့ဘယ်လိုလုပ်ရတာသူကလက်နေနေအတန့်ကြိုက်ဒါသူနဲ့တူအဲအိုးမကွာအိမ်မကွာလေးအဲတကယ်လို့လှုပ်ရှားခြင်းနေဆိုရင်ပေါ့နော်အဲကိုလိုဒီလိုတောတောင်တဘာဝရှုခင်းလေးတွေနေပေါ့နော်အဲကိုကတော့ဒါလေးကိုပဲနှစ်သက်တယ်ပေါ့နော်ဒီလုပ်ငန်းလေးကိုပဲနှစ်သက်တယ် ဘာဖြစ်လို့ဆိုတော့ကိုကလည်းတောသားဆိုတော့လေနော်ဒီတောတောင်သွားွားလေးနဲ့ဒီလုပ်ငန်းလေးကိုပဲလုံးဝနှစ်သက်တယ်လို့ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကိုကြီးပေါ့နော်ဒါကတော့ဒီမှာသာ तू ဦးစီးပြီးဒါ तू လုပ်ပေးနေတာဒါဒီကုန်လုံးဒါ तू လုပ်တာဟုတ်အဲ तू ဦးစီးလုပ်နေတယ်နောက်ပြီးတော့ကျွန်တော်ဘာပြောချင်တာလဲဆိုရင်မိသားစုနဲ့တပိုင်းတလိုင်းကြိုးလုပ်ချင်တယ်ဆိုရင်ကျွန်တော်ကိုအဲကျွန်တော်ဒီဒီမိုးလုပ်ငန်းကိုပေါ့နော်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်ပြီးတော့လေဒါလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ TikTok အကောင့်ပါလေကျွန်တော်တို့မန်တေသာဆိုတဲ့နာမည်နဲ့မန်တေသာဆင်းရွာမြေပေါ့နော်အဲအဲ့နာမည်လေးနဲ့ကျွန်တော်တို့ TikTok account တင်ထားဖြစ်ပါတယ်ပေါ့နော် အဲ့မှာဆက်သွယ်ပြီးတော့လဲကျွန်တော်တို့လာလေးလောက်လဲရတယ်လောက်ချင်တယ်ဆိုလဲအဆင်ပြေပါတယ်ဗျဟုတ်ကဲ့